မစတာဖရုံငါးခန်းပါတဲ့ဒါမော်ဒန်နိုက်ဒီဇိုင်းနဲ့တီဆောက်ထားတဲ့ဒီအိမ်ကြီးကိုကျွန်တော်ကဒီနေ့ရောင်းချပေးမှဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် SMD ကိုကြော်ပါ ဟုတ်ကဲ့ဒါလန်နဖတ်တင်တောင်းကွက်ဖြစ်ပြီးတော့အရှင်းလဲမြောင်းလဲတောင်းကွက်ပေါ်မှာတီဆောက်ထားတယ်ဒါဒီလိုက40နဲ့5ပဲဒီလိုကပေ60ဒါပေ60 40နဲ့5ပဲကျယ်ဝန်းနဲ့ခြံကွက်ပေါ်မှာတီဆောက်ထားတယ် RC 3တတ်အကြီးတလုံးဖြစ်တယ်အခန်းမွင့်တွေကလည်းအရန်ကျယ်တာကိုကျွန်တော်မိတ်ဆွေတွေတတ်မှန်မြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နဲ့အတူအိမ်ထဲကိုဒါလိုက်လံလေးလာကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်သူကအော်ဒရိုင်းနေရာဆိုတော်တော်လေးမြင့်နေဒါ ဒါဆို6ပေလောက်မြင်းတဲ့အနေထားလေးရှိတယ်အပေါ်မှာလည်းဒါ brake ဆူးကျိုးတွေနှစ်ထပ်ကာယံထားတဲ့ဒါအင်ကြီးဖြစ်တဲ့လုံခြုံရေးဘက်လုံးဝကိုစိတ်ချရတဲ့အနေထားဖြစ်တယ်နောက်ထပ်ကျွန်တော်ဒီမှာဒါတကားတွေတကားတွေဆိုရင်လည်းဒါတကယ်တူးတဲ့ကြီးကြီးနဲ့ပေါ့နော်ဒါတောင်းတောင်းတင်းတင်းကျွန်တော်တို့ဒါတက်ဆင်ထားတဲ့ဒါခြံဝင်းဖြစ်တယ် ဒါဆိုကျွန်တော်တို့ဒါအိမ်ထဲကိုဝင်လိုက်တာ ਨੇ ဒီရှိမှာတော့ဒါကားပါကင်ပေါ့နော်ကားပါကင်ကတော့ကားနှစ်စီးလောက်ရမယ်ဒီဘက်ဘေးမှာတစ်စီးလောက်ရမယ်ကျွန်တော်တို့ဒါဒီဘက်မှာဆိုရင်လည်းတစ်စီးလောက်ရမယ်ဒါကားနှစ်စီးတော့ကောင်းကောင်းထိုးလို့ရတဲ့အနေထားလေးရှိတယ်ဒီမှာဆိုရင်လည်းဒါပလန်ပေါက်လေးနေပေါ့နော်ပန်းမင်းအစုံစုံလင်လင်လေးလည်းထည့်သွင်းစိုက်ပြုတ်ထားတဲ့အိမ်လေးဖြစ်တယ်ဒါဒီဘက်မှာတော့ကျွန်တော်ဆိုင်ကယ်ပါညာထိုးလို့ရအောင်ဒီဘူစပိတ်ထားပြီးတော့တိဆောက်ထားတဲ့အိမ်ကြီးဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်နဲ့အတူဒါဒီအိမ်ကြီးလေးကို ထပ်မံဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဒါကျွန်တော်ဒါလေကားပေါ့နော်လေကားမှာလည်းကျွန်တော်ဒါမာပဲကြောက်တယ်အပြစ်ခင်းထားတာကိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမယ်ဟုတ်ကဲ့ကျွန်တော်ဒါတော့ဒါဝင်ဝင်ချင်းမှာပဲ living room အခန်းကျယ်ကြီးကိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမယ် living room ကြီးတစ်ခုလုံးကိုလည်းမာပဲကြောက်တယ်အပြစ်ခင်းထားပြီးတော့အခန်းကလုံးဝကို modernize ဖြစ်နေတာကိုလည်းကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမယ်ဒါအခန်းရဲ့အကျယ်ဝန်းကလည်းတော်တော်လေးကျယ်တဲ့အနေအထားလေးရှိတယ်ဒါပေး ဒီလိုငါပေ20ကျော်လောက်ရှိမယ်ဒီလိုကတော့ကျွန်တော်ဒါဆိုပေ30ကျော်လောက်ကျင်ဝင်မယ်ဒါ living room အခန်းကျယ်ကြီးဖြစ်တယ်ဒီမှာ TV တွေပါတယ်ချိန်ပြီးသားဖြစ်တယ်ဒီမှာစတီကုံတွေပါတယ်အကုန်ပါပြီးသားဖြစ်ပါတယ်ခင်ဗျဒါ ceiling height ကတော့7ပေ12ပေလောက်တော့ရှိမယ်အနေထားလေးရှိတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒါအပေါ်ဓာတ်ကို တန်အမယ်လေကားဖြစ်တယ်လေကားဆာပြီးတော့ကျွန်တော်ဒါကြောက်ပြားတွေအကုန်လုံးအပြည့်ခင်းထားတယ်အိမ်ကြီးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒါအိမ်အပေါ်ဓာတ်ကိုကျွန်တော်မိတ်ဆွေတို့လိုက်မပြခင်ဒီအောက်ထပ်မှာဆိုရင်ဒါ living room အခန်းရယ်နောက်ထပ်ကျွန်တော် dining and kitchen room တစ်ခန်းရှိမယ်ဒါ single bedroom လေးတစ်ခန်းရှိမယ်ကျွန်တော်လိုက်ပြပေးမယ် ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒါ single button ဖြစ်တယ် single button ကလည်းကျွန်တော်တို့ဒါနှစ်ဖက်ပေါ့နော် lighting ဝင်အောင်ပြတင်းနေနှစ်ဖက်တက်ပေးထားတယ်ဒါ age မျက်နှာစာနှစ်ဖက်စလုံးကိုလည်း single button ကနေမြင်ရမယ်ဒီဘက်ကတော့ဒါ dining and kitchen room ဖြစ်တယ် dining and kitchen room ထဲမှာပဲကျွန်တော်တို့ဒါဘုံကြီးချုံကအိမ်နာအကုန်လုံးထည့်သွင်းပြီးတာအခန်းတစ်ခန်းဖြစ်ပါတယ်ခင်ဗျာ